ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ကမ်းခြေကိုအပန်းပြစ်ခရီးထွက်လာတဲ့မိသားစုသူတို့နဲ့ပုံစံတူတဲ့မိသားစုကလိုက်တက်တာကိုခံရတဲ့အခါသူတို့ကဘယ်သူတွေလဲဘာလို့ဒီလို ဖြစ်လာရလဲဆိုတဲ့အဖြေကိုကျွန်တော်နဲ့အတူကြီးရှုလိုက်ရအောင်ခင်ဗျာဇလန်းလေးရဲ့အစမှာတော့မိသားစု၃ယောက်ကပွဲစည်းတစ်ခုမှာရောက်နေခဲ့ပါတယ်။ပွဲစည်းမှာအဖေဖြစ်သူကအယုတ်ထုကင်ကစားနေတာမို့အမေဖြစ်သူကသူ့ရဲ့သမီးအဲဒီကိုသူနဲ့အတူအိမ်သာသွားဖို့ခေါ်ပေမဲ့မလိုက်ချင်ဘူးဆိုတာနဲ့အဖေဖြစ်သူကိုသမီးကိုတေချာကြည့်ထားဖို့မှာပြီးထွက်သွားခဲ့ပါတယ်။ ါပေမဲ့ဖြစ်ချင်တော့အဲဒီကလည်းခလေးပီပီဈေးထဲမှာရှောက်ကြည့်ရင်ကနေ၆ချားစရာအင်ကြီးတိုင်ကိုတွေ့ပြီးဝင်သွားခဲ့ပါတယ်။အိမ်ထဲမှာတော့မှန်တွေအပြည့်နဲ့ဖြစ်နေပြီးအဲဒီကလည်းမှန်ထဲမှာကိုယ့်ရုပ်ကိုမြင်နေရတာမို့၆ချားနေတုန်းမှာပဲရုပ်တရက်ဆိုလိုမိကပြတ်သွားခဲ့ပြီးအဲဒီလည်းထွက်ပေါက်ကိုလိုက်ရှာပေးမဲ့လည်းဘလုံးမှရှာမတွေ့ခဲ့ပါဘူး။ဒါနဲ့တဖြည်းဖြည်းရှာကြည့်နေရင်ကနေတနင်္လာရောက်တော့သူ့လိုအရွယ်ကောင်းမလေးတရာကြောပေးပြီးရက်နေတာကိုတွေ့လိုက်ရပါတယ်။ အဲ့ဒီလဲအစကတော့မှန်တယ်ကပုံရိပ်ရအောင်လို့ထင်ပေမဲ့ရုတ်တရက်ဆိုလို့သူမြင်လိုက်ရတဲ့အရာကြောင့်အံ့ဩသွားခဲ့ပါတယ်။ဒါကလွန်ခဲ့တဲ့10နှစ်ကျော်ကကိစ္စဖြစ်ပြီးခုချိန်မှာတော့အဲ့ဒီကမိခင်တယောက်ဖြစ်နေပြီးသူ့ရဲ့မိသားစုနဲ့အတူကမ်းခြေကိုအပန်းမြေခရီးထွက်လာခဲ့ပါတယ်။ကမ်းခြေမှာတော့သူတို့ရဲ့မိဆွေမိသားစုနဲ့အတူအချိန်ကုန်ဆုံးခဲ့ပြီးရုတ်တရက်ဆိုလို့သူ့ရဲ့သားဂျေဆန်ကပျောက်သွားခဲ့ပါတယ်။ အဲ့ဒီလေလုံဝကိုပြရာခတ်သွားပြီးသူသားကိုတဲကြီးမဲကြီးလိုက်ရှာရာကနေအိမ်သာသွားနေတဲ့သူသားပြန်ရောက်လာတော့မှစိတ်အေးသွားတော့တယ်ဒီလုံးနဲ့ညရောက်တော့အဲ့ဒီကသူ့ယောက်ျားဂိတ်ကိုသူတို့ဒီအပန်းပြေအိမ်ကနေထွက်သွားကြဖို့နဲ့လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကကိစ္စတွေကသူမကိုခုတက်ထိ၆လက်နေသေးတာမို့အဲ့ဒါအပြင်ကမှသူမစီကိုလည်းတဖြည်းဖြည်းလိုက်လာနေတယ်လို့ခံစားရတယ်လို့ပြောပါတယ် အဲ့ဒီချိန်မှာပဲရုတ်တရက်ဆိုသလိုမိတွေပြတ်သွားခဲ့တာကြောင့်နှစ်ယောက်သာထိတ်လန့်နေတော့မှာပဲပိုဆိုးကျင်တော့တားဖြစ်သူဂျေဆန်ကအိမ်ရှိမှာလူလေးယောက်ရောက်နေတယ်ဆိုပြီးလာပြောတာမို့ချက်သီးတွေထသွားကြတယ်။ဒါကြောင့်အဲ့ဒီလဲရဲကိုဖုံးဆက်လိုက်ပြီးဂေးကအပြင်ကိုထွက်လို့သူတို့အိမ်ဝန်းထဲကထွက်သွားဖို့အဲ့လူလေးယောက်ကိုလှမ်းပြောပါတယ်။ဒါပေမဲ့လည်းဘသူကမှသူ့ကိုစကားပြတ်မပြောဘဲရံမြန်းတိုင်းရက်နေတာမို့အိမ်ထဲကိုပြန်ဝင်သွားပြီးနောက်တစ်ချိန်မှာတော့ဘေ့စ်ဘောတို့ကင်လို့အပြင်ကိုထထွက်သွားပြီးမသွားရင်ဘေ့စ်ဘောတို့နဲ့ရိုက်မယ်လို့ပြောပြန်တယ်။ အဲ့ဒီအခါမှာတော့ရက်နေတဲ့လူလေးယောက်ကရုတ်တရက်လှုပ်ရှားလာပြီးအင်းရဲ့ပက်ပက်လေကိုထွက်သွားကြသလိုတယောက်ကတော့သူ့စီကိုတက်တက်ရှောက်လာတာမို့ဂိဘလည်းအင်းထဲကိုအမြန်ပြေးဝင်လိုက်ပြီးတကားကိုအထဲကနေလောချလိုက်ပါတယ်ရဲခေါ်ထားတာဘာထူးလဲမေးပေမဲ့15မိနစ်နေမှလာနိုင်မယ်ဆိုတဲ့သူ့ရဲ့မိန်းမစကားကြောင့်စိတ်ပြတ်သွားပြီးသူတို့ရဲ့အိမ်ပက်လေကိုလည်းဘယ်ကမှမသိတဲ့လူလေးယောက်ကဝိုင်းထားပြီးခြောက်လန့်နေတာမို့သူတို့မိသားစုလေးယောက်လည်းကြောက်လန့်နေကြပါတယ် အဲ့ဒီချိန်မှာပဲအင်းရှိကလူကတော့အပူထားထားတာကိုမြင်သွားပြီတကားကိုအပြင်ကတော့နဲ့ဖွင့်နေတာမို့ဂိဘလည်းတကားပွင့်မသွားအောင်သူ့အားနဲ့တွန်းထားခဲ့ပေမဲ့လည်းတကားကအနှဲငယ်ဟသွားခဲ့တာမို့ဂိလက်ထဲကဘေဘောတုတ်တန်အလူခံလိုက်ရပြီအပြင်ကလူကသူ့ချက်ထောက်ကိုဒုံနဲ့ရိုက်လိုက်ပါတယ်ဒါကြောင့်ဂိလည်းကြမ်းမြင့်ပေါ်လဲကျသွားချိန်မှာတော့အင်းရှိကလူလည်းအထဲကိုဝင်လာတာမို့အားလုံးလည်းမခုခံတော့ပဲငြိမ်လိုက်ကြတယ်အရင်နောက်တော့အနီရောင်အင်ကြီးဝတ်ထားပြီးလက်မှာကတ်ကြီးခြင်ထားတဲ့လူလေးယောက်နဲ့အိမ်ထဲမှာစုံသွားကြပြီးဝင်လာတဲ့လူလေးယောက်ကိုကြည့်တော့မ ိုက်လူတွေကလည်းသူတို့ရုပ်တွေနဲ့ဖြစ်နေမှသိလိုက်ရတော့အားလုံးကြောက်လန့်သွားကြတယ်။ Gib ကတော့အိမ်ကနေလိုချင်တဲ့ပတ်စံနဲ့ကားကြိုက်တာယူသွားဖို့ပြောနေတဲ့အချိန်အနီယောင်ဝတ်စုံနဲ့မိမကြီးကလွန်ခဲ့တဲ့10နှစ်မှာကောင်မလေးတယောက်ချိခဲ့ကြောင်းနဲ့အိုက်ကောင်မလေးမှာအရေးတစ်ခုရှိခဲ့ပြီးသူတို့နှစ်ယောက်ကချိတ်ဆက်နေတဲ့အကြောင်းတွေစပြောတော့တယ်။ဒါကြောင့် Gib လည်းညင်သွားပြီးဆက်မပြောတော့ပဲသူမပြောတာကိုသာနားထောင်လိုက်တယ်။သူမပြောတာကတော့ကောင်မလေးပိုက်စာရင်ပူနွေးတဲ့အစားအစာတွေစားရပြီ အရေးပိုင်းဆိုင်ရင်တော့သွေးစိမ့်ရှင်ရှင်နဲ့ယုံသားတွေစားရတယ်ဆိုတဲ့အကြောင်းနဲ့ခရစ်စမတ်မှာလည်းကောင်မလေးကပျော်စစ်စစ်အယုတ်လေးတွေလက်ဆောင်ရပြီးအရေးကတော့ချွန်ထက်ထက်ပစ္စည်းတွေကိုပဲလက်ဆောင်ရတယ်လို့ပြောပါတယ် အဲ့ဒါတွေမကသေးပဲကောင်မလေးကသူ့ချစ်သူနဲ့ပေါင်းဖက်ရပေမဲ့အရေးကတော့ချစ်ချစ်မချစ်ချစ်အဲ့လူကိုယူလိုက်ရတဲ့အကြောင်းနဲ့ကောင်မလေးကလှပတဲ့သမီးလေးကိုမွေးလိုက်ပေမဲ့အရေးကတော့မိစ္ဆာတကောင်ကိုသာမွေးဖွားလိုက်ပြီးကောင်မလေးကမွေးဖွားဖို့အတွက်ခွဲစိတ်တာကိုခံရတဲ့အချိန်အရေးကတော့ကို့ဘာသာခွဲပြီးပလူတိုဆိုတဲ့သားကိုထမွေးခဲ့တဲ့အကြောင်းတွေခါခါတိတိပြောရင်ဒါကြောင့်အရေးကကောင်မလေးကိုမုန်းနေတယ်လို့အဲဒီကိုကြည့်ပြီးပြောလိုက်ပါတယ် ဒါကြောင့်သူတို့ဒီနေ့ကိုစောင့်နေတာလို့ပြောပြီးခွေးပုံစံဖြစ်နေတဲ့သူသားဘလူတို့ကိုလက်ထိတ်တစ်ခုပေးလို့အဲဒီကိုကို့ဘာသာစပွဲနဲ့လက်ထိတ်ခတ်လိုက်ဖို့ပြောပါတယ်။ဒါနဲ့အဲဒီလဲသူ့မိသားစုကိုထိမှဆိုလို့အရေးမိသားစုရဲ့စကားတိုင်းလိုက်လုပ်လိုက်ပြီးမကြခင်မှာပဲအရေးယောက်ျားကဂေးရဲ့မျက်မှန်ကိုဆွဲချွလို့ဂေးကိုတရွတ်တိုက်ဆွဲခေါ်သွားတော့တယ်။အဲဒီရဲ့အရေးကဇိုဟာကိုတွေးတော့ထွက်ပြေးဖို့ပြောပြီးဇိုဟာလည်းထွက်ပြေးသွားချိန်မှာတော့အနောက်ကနေသူ့ရဲ့သမီးကိုလိုက်ရှာဖို့ထွက်သွားခိုင်းတော့တယ်။ ဘလူဒိုနဲ့ဂျေဆန်တို့လည်းခလေးချင်းမို့ကစားဖို့ခေါ်တာနဲ့ဂျေဆန်ကကြောက်လန့်နေတာမို့အယ်ဒီကမကြောက်ဖို့ပြောပြီးမျက်လှက်လေးတစ်ကွက်နှစ်ကွက်ပြခဲ့ဖို့လှည့်ပတ်ပြောရင်လွတ်လိုက်ရတယ်။ဘလူဒိုနဲ့ဂျေဆန်ကတော့အခန်းတစ်ခုထဲမှာမီထူနိုင်ကစားနေကြပြီးထူးခြားတာတစ်ခုကဘလူဒိုကဂျေဆန်လှုပ်တာမှန်သမျှကိုလိုက်လုံနေတာမို့ဂျေဆန်ကမျက်နှာဖုံးကိုလှန်တင်လိုက်တဲ့အချိန်ဘလူဒိုကလည်းသူ့မျက်နှာဖုံးကိုချွတ်လိုက်တာမို့မီးလောင်ထားတဲ့မျက်နှာကြီးကိုတွေ့လိုက်ရပြီးအံ့ဩသွားခဲ့တယ်။ အပြင်းထွက်သွားတဲ့ဆိုပါနဲ့သူ့ရဲ့အရိတ်ကလည်းညမောင်မောင်မှာခြောက်ချားစရာပြေးတိုင်းလိုက်တိုင်းကစားနေကြပြီဘလို့ပြေးပြေးလိုက်နေတာကိုသိသွားပြီဆိုပါလဲသူ့မိဘတွေရှိတဲ့စီကိုပဲပြန်ပြေးလာခဲ့တယ်။အိမ်ထဲမှာကြံနေတဲ့အဲဒီလည်းအရိတ်ကိုဘာလိုချင်တာလဲလို့မေးလိုက်တော့အရိတ်မိန်းမကအဲဒီမျက်နှာနဲ့စပွဲကိုကတ်လိုက်ပြီးသူတို့လိုချင်တာကိုတဖြည်းဖြည်းရအောင်လုပ်မှာမို့ဒီနေ့ကိုစောင့်နေတာလို့ပဲပြောတယ်။တဖက်မှာလဲဂိတ်ကသူ့ရဲ့အရင်နဲ့မော်တော်ဘုတ်စီးနေပြီးအရင်ကသူ့ကိုရေထဲပစ်ချဖို့အတွက်ကြွကြွအိတ်တစ်လုံးထဲကိုထည့်ထားတယ် ဒါကိုသိလိုက်တော့ cable လဲကျွတ်ကျွတ်အိတ်ကိုဖျဲပြီးအပြင်ကိုထွက်မဲ့အချိန်ကန်ကောင်းကျင်တော့ motor boat ကဆက်ပြက်ပြီးရက်သွားတာမို့အရေးလဲ motor boat ကိုပြန်ပြင်နေရတယ်။ဒါကိုအခွင့်ကောင်းယူပြီး cable လဲရေထဲကိုဆင်းလို့ motor boat ရှေ့ကနေပြန်ပေါ်လာပြီး motor boat ပြင်နေတဲ့အရေးကိုဘေဘောတုံးနဲ့ရိုက်ချလိုက်ရကနေအရေးလဲအောက်ကိုပြုတ်ကျသွားခဲ့တယ်။ဒါပေမဲ့ကံမကောင်းကျင်တော့ဆက်ကိုနှိုးပြီးရုတ်တရက်မောင်းထွက်လိုက်ရကနေအချိန်နဲ့အောက်ကိုပြုတ်ကျကျန်နေခဲ့တော့တယ် အထဲမှာရှိနေတဲ့ဂျေဆန်ကလည်းပလူတိုရဲ့မျက်နှာကိုမြင်လိုက်ရတာမှုကြောက်လန့်ပြီးမျက်နှာဖုံးကိုပြန်တက်လို့အခန်းထဲမှာပိတ်ထားခဲ့ပြီးသူကတော့အပြင်ကိုရအောင်ပြန်ထွက်လာခဲ့တယ်။သူသားပိတ်မိနေတာကိုသိတဲ့အိမ်မိမကလည်းသူသားရှိတဲ့စီထွက်သွားနေတော့အဲဒီကလည်းသူ့ရှိမှရှိနေပြီးလက်လမ်းမမီတဲ့ညက်တစ်ခုကိုခြေထောက်နဲ့လှမ်းယူပြီးချိန်ထားတဲ့လက်ထိပ်ကိုဖြုတ်လိုက်တယ်။ တဖက်မှာလည်းရေထဲရောက်နေတဲ့အကိတ်ကထွက်သွားတဲ့မော်တော်ဘုတ်ကသူ့စီပြန်ရောက်လာတာမို့တတိရှိရှိနဲ့ဘေးကိုကြည့်နေပြီးမော်တော်ဘုတ်ပေါ်တက်ချိန်မှာတော့သူ့ရဲ့ရိတ်ကပြန်ပေါ်လာပြီးကက်ကြီးနဲ့ထိုးဖို့လုပ်တာနဲ့ Gabe လည်းဆက်ရဲ့အင်ဂျင်ကိုခေါင်းနဲ့ရိုက်ချလိုက်တော့ဆက်ကပြန်လည်လာခဲ့ပြီးဆက်လက်ရိတ်ကိုစားသွားတော့တယ်အိမ်ထဲမှာလဲလွတ်သွားတဲ့အဲဒီကညတစ်ခုကိုကင်ပြီးသူ့သားကိုလိုက်ရှာနေတော့မှပဲသူ့သားပြေးလာတာကိုတွေ့တော့စွဲခေါ်ထားလိုက်ပြီးအနောက်မှာအနီရောင်ဝတ်တဲ့လူတွေကပ်ပါလာတာမို့အိမ်ပြင်ဘက်ကိုထွက်ပြေးခဲ့ရတယ် အပြင်ဘက်မှာတော့ AC ကိုပြန်ပြေးလာနေတဲ့ဆိုတာနဲ့တွေ့ပြီး၃ယောက်သာထွက်ပြေးလာရာကနေ motorboat CB ရောက်လာတဲ့ game နဲ့တွေ့တော့ kick ကသူ့စီလာဖို့လှမ်းခေါ်တော့မှသူတို့၄ယောက်လည်းအနီရောင်ဝတ်တဲ့လူတွေစီကနေတခဏလွတ်သွားခဲ့တယ်။အဲဒီတော့နဲ့ကမ်းခြေမှာခင်ခဲ့တဲ့လင်မယားညောင်ရဲ့အိမ်မှာလည်းမိမဖြစ်သူကအပြင်ကအတန်တွေကြားတာမို့ယောက်ျားဖြစ်သူကိုတစ်ချက်ကြည့်ပေးဖို့ပြောပေမဲ့ယောက်ျားဖြစ်သူကတော့အရက်လေးတမျှများနဲ့စားနောက်တဲ့စကားတွေကိုပဲဆုံနေခဲ့ပြီးအပြင်မှာဘာမှမရှိဘူးလို့ပြောပါတယ်။ အဖေနဲ့အမေရဲ့ဆူညံတဲ့စကားတွေကြတော့အရွယ်ရောက်ပြီးသားသမီးနှစ်ယောက်လည်းထွက်လာကြပြီးဘာတွေဖြစ်နေတာလဲလို့မေးတဲ့အချိန်အနောက်ကနေသူတို့မျက်နှာနဲ့ချစ်ဆွတ်တူတဲ့အနီရောင်ဝတ်နဲ့မိန်းကလေးနှစ်ယောက်ပေါ်လာပြီးသူတို့ကိုကကြီးနဲ့ထိုးတက်လိုက်ပါတယ်အချိန်တွေကလှင်မြန်နှွမ်းလာမှုအားလုံးလဲဝယုံသုံးပါးဖြစ်နေတဲ့အချိန်မိန်းမနဲ့ယောက်ျားဖြစ်သူနဲ့ပါတူတဲ့အနီရောင်ဝတ်ဆောင်နဲ့လင်မယားနှစ်ယောက်ထထွက်လာပြီးတယောက်တယောက်စီတက်ပစ်လိုက်ကြတယ် အဲ့ဒီချိန်မှာပဲထွက်ပြေးလာကြတဲ့အဲဒီတို့မိသားစုကလည်းသူတို့မိတ်ဆွေရဲ့အိမ်ကိုအကူအညီတောင်းဖို့ရောက်လာတဲ့အချိန်အနီရောင်ဝတ်ဆောင်တဲ့လူကိုမြင်လိုက်ရတော့လန့်သွားခဲ့ပြီအဲ့လူကအဲဒီကိုအိမ်ထဲကိုဆွဲခေါ်သွားခဲ့တယ်ဒါကိုမြင်လိုက်ရတဲ့ Gib လည်းသူ့သားနဲ့သမီးကိုအ мян ထွက်ပြေးဖို့ပြောပြီးသူကလည်းထောနဲ့ထောနဲ့နဲ့ထွက်ပြေးပြန်တယ်ဒါပေမဲ့လည်းတတိကောင်းတဲ့သားနဲ့သမီးကတော့အိမ်ထဲကိုပြန်ဝင်လာပြီးသမီးဖြစ်သူကလက်ထဲမှာကင်လာတဲ့ကောက်ရိုက်တုံနဲ့အနီရောင်ဝတ်ဆောင်မိန်းကလေးနှစ်ယောက်ကိုရိုက်တပ်ပစ်လိုက်တယ် အပြင်ကိုထွက်သွားတဲ့ခင်းနောက်ကိုလည်းအနီယောင်ဝတ်တဲ့လူကြီးတယောက်ကလိုက်သွားပြီးမော်တော်ဘုတ်ပေါ်ရောက်ချိန်မှာတော့အနီယောင်မီးဝဲတနတ်နဲ့ပြစ်လိုက်ပြီးဝင်လာတဲ့အရေးကောင်ကိုနှပန်းဝင်လုံးတော့တယ်အိမ်ကအခန်းထဲမှာအဲဒီကိုလက်ထိတ်ခတ်ထားတဲ့အရေးမိန်းမကလည်းသူ့ရဲ့ယောက်ျားနဲ့သမီးနှစ်ယောက်ဆုံးသွားတာကိုသိလိုက်တာမို့ဝမ်းနဲ့ကြေကွဲနေတော့မှပဲအဲဒီရဲ့သမီးဆိုတာကအနောက်ကနေခေါင်းရိုက်တန်နဲ့ရိုက်ဖို့လုပ်တယ် ဒါကိုသိသွားတယ်အရင်မိမကလည်းကောင်းရတန်ကိုဖမ်းလိုက်ပြီးဇိုဟာကိုအဲ့ရပေါ်လှဲချလို့တတ်ဖို့လုပ်နေတာမို့အဲ့ဒီတယောက်ယူကျုံမရဖြစ်နေတဲ့အချိန်အနောက်ကနေဂျေဆန်ပေါ်လာပြီးသူ့လက်ထဲကပစ္စည်းနဲ့အရင်မိမရဲ့ကောင်းကိုမေးသွားအောင်ရိုက်ချလိုက်တယ်ကိစ္စတွေအားလုံးပြီးသွားချိန်မှာတော့အဲ့ဒီတို့မိသားစု၄ယောက်လည်းပြန်ဆုံကြပြီ TV ကနေလာတဲ့သတင်းကိုကြည့်နေကြတယ် ။တရင်ထဲမှာလည်းသူတို့အခုလိုကြုံတွေ့နေရတဲ့အတိုင်းလူတွေအားလုံးကြုံနေကြပြီးအနီရောင်ဝတ်တဲ့လူတွေကလမ်းမှာရှိသမျှလူတွေကိုလိုက်တက်နေပြီးသူတို့အချင်းချင်းတော့လက်တွေတန်းလို့တေဂီတာတစ်ခုကိုဖော်ဆောင်နေတယ်လို့ပြောပါတယ်။ဒါကိုကြည့်ပြီးတော့အဲဒီကသူတို့ခုနေတဲ့နေရာကမလုံးကျုံတာမို့ထွက်ပြေးကြဖို့ပြောပြီးအိမ်ပြင်ဘက်ထွက်လာရကနေကားသောကအထဲမှာကြံနေခဲ့တာမို့အဲဒီလဲအထဲကိုပြန်ဝင်သွားချိန်မှာတော့မူမမှန်တာတစ်ခုကိုတွေ့လိုက်ရတာနဲ့စိုးရိမ်သွားခဲ့ပြီးမလမ်းမကမ်းမှာလဲကားသောကိုတွေ့လိုက်ရတယ် ဒါနဲ့ကားသုတ်ကိုပြေးပြီးယူချိန်မှာတော့ခုနကမေးယုံနေမင်းနေခဲ့တဲ့ရှင်းဖို့ကြံနေတဲ့အနီယောင်ဝတ်ဆောင်တဲ့မိမကပြန်ပေါ်လာပြီးသူ့ကိုတတ်ဖို့အတွက်ခေါ်အုပ်လာချိန်မှာတော့ရုတ်တရက်မှသူ့လဲကြမ်းပြင်ပေါ်လဲကျသွားခဲ့တယ်။လဲကျနေတဲ့သူ့အပေါ်ကိုအရင်မိမကအုံမူးလိုက်ချိန်မှာတော့တပန်းရှုံးနေတဲ့အဲဒီတရားကံကောင်းစွာနဲ့ကြမ်းပြင်အောင်မှကျနေတဲ့ကက်ကြီးကိုတွေ့သွားပြီးမရရအောင်လှမ်းယူလို့ထိုးတက်လိုက်ပါတယ်။ အဲနောက်တော့တော့ကိုယူပြီးအိမ်ပြင်ထွက်လာရကနေအဲဒီကလက်မှာလက်ထိတ်ကြီးနဲ့မှုကားမောင်းမရတာရဲ့ gift ကလည်းခြေထောက်နာနေတာရဲ့နဲ့သူတို့သမီးဆိုတာကကားမောင်းတော့တယ်မောင်းလို့ဘယ်နေရာမှမရောက်သေးခင်မှာပဲဇူရာရဲ့အရိတ်ကပေါ်လာတာနဲ့သူမလည်းလီဘာကိုအတကုံနင်းပြီးတိုက်ဖို့လုပ်ချိန်မှာတော့အရိတ်ကကားပေါ်ကိုလိုက်တင်လေခုန်တက်လိုက်ပြီးသူ့လက်ကကတ်ကြီးနဲ့ကားမှန်တွေကိုထိုးခွဲနေတော့တယ်ဒါနဲ့ဇူရာလည်းဝိုင်ဘာကိုဖွင့်လို့အရိတ်ကိုခြောက်လန်းလိုက်ပြီးလီဘာကိုအတကုံနင်းလို့ဘရိတ်ကိုဆောင်းအောင်လိုက်ရကနေရုတ်တရက်ဆိုလို့အရိတ်လည်းကားပေါ်ကနေအဝေးကိုလွှင့်ထွက်သွားတော့တယ် ဒါကိုသိကြအောင်အဲဒီကကားပေါ်ကနေဆင်းပြီးတွားကြည့်ချိန်မှာတော့တစ်ပင်တွေပေါ်မှာအတက်ငင်နေတဲ့ဇူရာရဲ့အရိပ်ကိုတွေးလိုက်ရတာမို့စိတ်ချသွားပြီးအဲဒီလက်ကားစီကိုပြန်လာခဲ့တယ်။ဒီလိုနဲ့မနဲ့ရောက်တဲ့အထိကားကိုမောင်းလာချိန်မှာတော့လမ်းတစ်လျှောက်မှာလူသေးတွေနဲ့အပျက်စီးတွေကိုမြင်လိုက်ရပြီးတနေရာမှာတော့မီးလောင်နေတဲ့ကားစီကိုတွေးလိုက်ရပြီးသူတို့ကားအောက်ကနေဂျေဆန်ရဲ့အရိပ်ပလူတို့ထွက်လာတယ် အဲဒီကဘဒုက္ခမဆင်းမလာဘူးပြောပြီးသူသွားကြည့်ချိန်မှာတော့ဂျေဆန်ကဒါကထောင်ချောက်ပဲဆိုတာကိုသိသွားပြီးကားဖို့ကနေသူ့အဖေနဲ့အမကိုအမြန်ဆင်းခိုင်းလိုက်ပါတယ်။ကားအောင်မှာတော့ဓာတ်ဆီတွေအများကြီးရှိနေခဲ့ပြီးပလူတိုကလည်းလက်ကမီချစ်ဆန်ကိုကစားနေတာမို့ဂျေဆန်ကပလူတိုရဲ့အားနည်းချက်ဖြစ်တဲ့သူလောက်တာမှန်သမျှလိုက်လောက်တာကိုသိထားတာနဲ့အနောက်ကမီးလောင်နေတဲ့ကားစီကိုပလူတိုကိုဆုတ်သွားအောင်သူပါတလန်းချင်းစီအနောက်ကိုဆုတ်ပြလိုက်ပါတယ်။ ဂျေဆန်ရဲ့အကြံအတိုင်းပဲပလူတိုကမီးလောင်နေတဲ့ကားကြားကိုရောက်သွားပြီးသူ့ကိုယ်ကို မီးဆွဲသွားတဲ့အချိန်တစ်ဖက်မှာလည်းဂျေဆန်ကိုအဲဒီရဲ့ရိတ်ကဖမ်းခေါ်သွားခဲ့တယ်။ပလူတိုမီးလောင်တဲ့အထက်အာယုံရောက်နေတဲ့အဲဒီတို့၃ယောက်ကတော့ခဏနေကြမှသူတို့သားဂျေဆန်ပြောက်သွားတာကိုသတိရသွားပြီးအဲဒီတယောက်ကဘာပြက်တယ်လို့သူ့သားကိုကမူးကရှူလိုက်ရှာတော့တယ်။ဒီလိုနဲ့လိုက်ရှာရာကနေတောင်ပြင်တစ်ခုနားကိုရောက်လာပြီးတောင်ပြင်ပေါ်မှာရှိနေတဲ့သူငငယ်ကဝင်ခဲ့တဲ့ခြောက်ချားစရာအိမ်ကိုတွေ့သွားပြီးသူလည်းအိုက်ထဲကိုဝင်သွားခဲ့တယ်။ ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ထူးဆန်းစွာနဲ့သူကထွက်လန်းကိုရှာတွေ့သွားပြီးအိုက်လန်တိုင်းဆင်းချလာရာကနေမြေအောက်အဆောက်အုံတစ်ခုစီကိုရောက်သွားပြီးလမ်းတစ်လျှောက်မှာတော့ဘဒုကူမှမတွေ့ရပဲလှုပ်ရှားနေတဲ့ဂျုံတွေကိုသာတွေ့ရတယ်။အဲ့လိုကနေဆက်လျှောက်လာရင်အခန်းတစ်ခုထဲမှာတော့သူ့ရဲ့အရေးနဲ့နှစ်ယောက်တည်းဆုံနေကြပြီးအရေးကဒီနေရာကသူတို့အတွက်ပြင်ပကကဘာနဲ့တူတဲ့နေရာတစ်ခုဖြစ်ပြီးအဲ့ဒီလိုနေတဲ့ကဘာကလူအတိုင်းသူတို့ကဘာကအရေးတွေကလှုပ်ရှားရတယ်လို့ပြောတယ်။ အဲ့ဒီနဲ့သူစားသွေးတဲ့နေ့မှာလဲသူကသူ့မိဘတွေစီကနေအဲ့ဒီလိုရှောက်ကြည့်ဖို့ထွက်လာခဲ့ပြီမှန်တွင်နဲ့ရှိနေတဲ့အိမ်တလုံးနဲ့ရောက်သွားပြီအဲ့ဒီနဲ့တွေ့ခဲ့တယ်လို့ပြောတယ်ဒီနေရာကိုလည်းလူတွေကတိဆောက်ခဲ့တာပဲဖြစ်ပြီးအဲ့လူတွေကလူတယောက်ရဲ့ခန္ဓာကိုယ်မှာပုံနူပွားနည်းကိုတွေ့ခဲ့ကြပြီးဝိညာဉ်ကိုတော့မပွားခဲ့နိုင်တာမို့ဝိညာဉ်ကတစ်ခုတည်းဖြစ်ပြီးခန္ဓာကိုယ်နှစ်ခုကညှပ်သုံးနေရတယ်လို့ပြောပါတယ် အဲ့နာအရင်နဲ့တွေ့ပြီးသူ့မှာထူးခြားတဲ့အကစွမ်းရည်တစ်ခုရလာခဲ့တာမို့ဒါကိုမြင်ရတဲ့အရေးကပါကလူတိုင်းကသူ့ကိုထူးခြားတဲ့သူဖြစ်သတ်မှတ်ပြီးသူတို့ကိုဒီဒုက္ခကြီးကနေလွတ်မြောက်အောင်ကယ်ပေးဖို့အကူအညီတောင်းလာကြပါတယ်။ဒါကြောင့်သူအခုအစီအစဉ်ကိုလုပ်ဖို့နှစ်တွေအများကြီးကြာခဲ့တယ်လို့သူ့ရဲ့အစီအစဉ်ကအရင်ကိုတတ်ဖို့တစ်ခုတည်းမဟုတ်ပဲသူတို့ရိတ်တွေကဒီတစ်ခါမှာတော့တဖန်ပြန်ပြီးလူသားတွေနေတယ်လို့အပေါ်မှာပြောင်းနေနိုင်ဘူးလို့ပြောပြီးပုံနှုတ်ဆက်မှုအယောက်ကလေးနှစ်ခုကိုအလဲကနေကက်ကြီးနဲ့ညှက်ချလိုက်ပါတယ်။ ဒါကိုမြင်တော့အဲဒီလက်တုံးလှုပ်သွားပြီးသူ့စီမှာပါလာတဲ့ညက်ကိုအစ်အနေထားပြင်ထားသလိုအရိတ်ကလည်းသူ့ရဲ့ကက်ကြီးနဲ့အဲဒီကိုလိုက်တတ်တော့တယ်။ဒီလိုနဲ့နှစ်ယောက်သားရှောင်းရင်တိုင်ရင်လုံနေရကနေအဲဒီကိုဖမ်းမိသွားပြီးလက်မင်းအောက်ကိုကက်ကြီးနဲ့ထိုးချဖို့လုပ်ပြီးမှအဝေးကိုနှွှန့်ထုတ်လိုက်တယ်။အဲဒီလည်းပြန်ထလာပြီးအနောက်ကနေတိုက်ခိုက်ဖို့လုပ်တော့ညက်ကထိုင်းခုံကိုရိုက်မိသွားပြီးသူ့ကိုကက်ကြီးနဲ့မထိုးမိအောင်လက်ထိတ်နဲ့အမြန်ကာလိုက်ရပါတယ်။ ကာရားတဲ့အဲဒီရဲ့ bike ကိုခြေထောက်နဲ့ဆောင်းကန်လိုက်ပြီးအရိတ်ကအပြင်ကိုထွက်သွားချိန်မှာတော့အဲဒီကအနောက်ကနေလိုက်ပြီးတောက်လျှောက်တိုက်ခိုက်ပါတယ်။ဒီလိုနဲ့အရိတ်ရဲ့ကက်ကြီးနဲ့ထိုးတာကိုလည်းခံရသလိုအဲဒီရဲ့ညှက်နဲ့ရိုက်တာကိုလည်းအရိတ်ကခံနေရပြီးနောက်ဆုံးမှာတော့အရိတ်တွေအိတ်တဲ့အခန်းကိုရောက်ချိန်မှာတော့အရိတ်ကရုတ်တရက်ပြောက်သွားခဲ့တာမို့အဲဒီလည်းညှက်ကိုအသိနေထားပြင်ပြီးလိုက်ရှာနေခဲ့တယ်။ ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအနောက်ကနေလာပြီးတိုက်ခိုက်တော့မယ်အရေးရဲ့ခြေတံကိုကြားတော့အဲဒီလဲသူ့ရဲ့ညက်ကိုလှည့်ပြီးထောင်လိုက်ရကနေညက်ကအရေးရဲ့ခန္ဓာကိုယ်ကိုဖောက်ပြီးဝင်သွားခဲ့တယ်။ဗဇက်ကနေတွေးတွေထွက်ပြီးစတဲ့ငငင်ဖြစ်နေတဲ့အရေးကိုအဲဒီကသူ့ရဲ့လက်နဲ့မေးရိုးကိုချိုးပြီးတက်ပစ်လိုက်ပါတယ်။အဲဒီနောက်တော့အခန်းထဲကလော်ဂါရီကြားထဲမှာပုန်းနေတဲ့သူသားကိုရှာတွေ့သွားပြီးနှစ်ယောက်အတူတူအပြင်ကိုပြန်ထွက်လို့ကားစီကိုပြန်လာခဲ့ကြတယ်။ကားပေါ်ရောက်တော့အဲဒီတယောက်ကားမောင်းရင်းတစ်စုံတစ်ခုကိုစဉ်းစားနေခဲ့တယ်။ အဲ့ဒါကတော့လွန်ခဲ့တဲ့ဆယ်နှစ်ကသူလမ်းပြောက်ပြီးမှန်တွင်တဲ့အိမ်ထဲကိုရောက်သွားတဲ့အချိန်မှာသူ့ရဲ့ရိတ်နဲ့တွေ့ခဲ့ရတာဖြစ်ပြီးအဲ့ဒီရဲ့နောက်ဆက်တွဲကတော့အဲ့ဒီရိတ်ကအဲ့ဒီကိုတတိမိအောင်လုပ်ပြီးသူတို့နေတဲ့ရိတ်ကပါစီကိုခေါ်သွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီကိုအရိတ်ကပါကအိတ်ဆောင်မှာလက်ထိတ်ခတ်ထားခဲ့ပြီးတဲ့နောက်မှာတော့အရိတ်ကအဲ့ဒီရဲ့မိဘတွေရှာတွေ့နိုင်တဲ့အဆောက်အဦထဲကိုပြန်သွားခဲ့ပြီးမိဘတွေနဲ့ပြန်လည်ဆုံတွေ့ခဲ့တာပါ။ဒီเจ้าတွေကိုတော့ကားမောင်းနေတဲ့အဲ့ဒီတယောက်ဘဒုကုံမှပြောပြမှာမဟုတ်ပဲသူ့ကိုကြည့်နေတဲ့သူ့သားဂျေဆန်ကိုတော့ ဒိဗယ်ပါတဲ့အပြုံးတစ်ခုကိုပြုံးပြလိုက်ပါတယ်အဆုံးအထိကြီးစုနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်